နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကျန်းဖို့ပါတီကဘိုးချုပ်ဟောင်းများကနယ်မြေဆင်းပြီးတော့မဲဆွယ်စည်းရုံးရေးလှုပ်ဆောင်နေရမှာစစ်သားပြူစောထင်းနဲ့ရဲများကိုအရက်ဝတ်များအပြင်ကျန်းဖို့အင်ဂျီတွေပါဝေခိုင်းပြီးတော့လိုက်ပါလုံကြုံရေးယူခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ပြုလုပ်မယ့်ရွေးကောက်ပွဲအတွက်အော်တိုဘာလ28ရက်နေ့ကနေစတင်ကဒီဇင်ဘာလ26ရက်နေ့အထိရက်ပေါင်း60မဲဆွယ်ခွင့်ပေးထားရာကျန်းဖို့ပါတီကဘိုးချုပ်ဟောင်းများကလည်းမဲဆွယ်စည်းရုံးမှုများကိုနယ်မြေကွင်းဆင်းပြီးတော့စတင်နေတယ်လို့သိရ ရပါတယ်အခုလိုမျိုးနေမီကွင်းစဲမဲဆွယ်စည်းရုံးဝါမှာစစ်သားရဲနဲ့ပြူစောတိများကိုအရက်ဝက်များကြက်ဖို့ပါတီဝင်အင်ကြီးများကိုဝေခိုင်းပြီးတော့လုံခြုံရေးအဖြစ်နဲ့ကြောက်ကြောက်ရွံ့ရွံ့နဲ့ခေါ်ဆောင်သွားတယ်လို့သိရပါတယ်လုံခြုံရေးအနေနဲ့ဗိုလ်ချုပ်ဟောင်းမြရဲ့ကိုပိုင်လုံခြုံရေးအဖွဲ့ ပါတီရဲ့လုံခြုံရေးအဖွဲ့နဲ့သဆိုင်ရာနယ်မြေကစစ်သားရဲနဲ့အောက်တန်းစားပြူစောတိလုံခြုံရေးအဖွဲ့ဆိုပြီးတော့အတွေ့အစီအပြင်စီများတက်မှတ်ကကြောက်ဒူးတုံပြီးတော့အထူးလုံခြုံရေးပေးထားတယ်လို့သိရပါတယ်။အပြင်စီမှာတော့လက်နက်ကိုင်များကိုယူနီဖောင်းများနဲ့ချထားပြီးတော့အတွင်းစီမှာတော့ပါတီနဲ့ကိုပိုင်လုံခြုံရေးအဖွဲ့များကိုအ धिक အသုံးပြုတယ်လို့သိရပါတယ်။ဘိုးချုပ်ကြီးတွေကတော့လုံခြုံရေးစီးတွေလုံခြုံရေးအဖွဲ့တွေထားပြီးတော့နယ်မြေကွင်းဆင်းနေပါတယ်တက်ရင်းနဲ့ဤသူစစ်တွေကတော့အရက်ဝတ်နဲ့ဒါမှမဟုတ်ပါတီဝင်အင်ကြီးတွေဝင်ပြီးတော့လိုက်ခိုင်းတယ် အပြင်စီးထဲမှာ uniform တွေနဲ့လိုက်တာမျိုးမရှိဘူးလက်နက်တွေဘာတွေလဲအပြင်မှာထုတ်ကင်တာမျိုးမရှိဘူးလိုက်ကကြတော့အဖွဲ့အစုံလိုက်ကြတယ်အရက်ဝတ်နဲ့ဒါမှမဟုတ်ပါတီအင်ဂျင်နဲ့အနည်းကလုံးကြုံရေးလိုက်ယူပေးရတာလို့ကြက်ဖို့ပါတီသတင်းရင်းမြစ်ကရှင်းပြထားပါတယ်မင်းအွန်လိုင်းရဲ့စေခန်းချက်အရာစစ်ကော်မရှင်ကစစ်ရာရှိကြီးများဖြစ်ကြတယ်အွန်လင်းတွေညထွန်းဦးဝင်းကြီးတင်အောင်ဆန်းဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်း ODS 66ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတေဇကျော် DSC 28 ဒူဘိုဂျုံကြီးဟောင်းတပ်ပုံ DSA 20နာဒူဘိုဂျုံကြီးဟောင်းဖုံးရံ ODS စံတီတရီဒုဗိုလ်ချုပ်ကြီးဟောင်းလင်းအောင် DSA 20ဆဒုဗိုလ်ချုပ်ကြီးဟောင်းစိုးတင်လာ DSA 31တို့ကပြည်သူ့လွတ်တော်အမျိုးသားလွတ်တော်နဲ့ပြည်내တိုင်းလွတ်တော်တို့ကကျန်းဖို့ပါတီကိုယ်စားလှယ်ပြုပါဝင်ရှင်ပြန်ရမှာဖြစ်တယ်လို့သိရပါတယ်။အချမ်းဘတ်စစ်ကော်မရှင်ကအောင်လင်းတွေးကနေပြည်တော်အမျိုးသားလွတ်တော်မဲဆန္ဒနဲ့ PR မှာ၎င်းမျိုးစောကကိုကိုကျွန်းပြည်သူ့လွတ်တော်မဲဆန္ဒနဲ့က၎င်းညာထိုးဦးကပြည်ဦးလယ်မြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနဲ့ကနေ၎င်းရှင်ပြန်ရမှာဖြစ်တယ်လို့သိရပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးဟောင်းတပ်ပုံက စကိုင်းမြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနဲ့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းစိုးတင့်နိုင်ကမကွေးမြို့နယ်မဲဆန္ဒနဲ့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းကံမြင့်တန်းကမောင်ပင်မြို့နယ်မဲဆန္ဒနဲ့ဒုတိယဗိုလ်ချုပ်ကြီးဟောင်းမျိုးသိန်းစော်ကပေါခေါင်းမြို့နယ်မဲဆန္ဒနေတွေကဝေရောက်ရှင်ပြိုင်မှာဖြစ်တယ်လို့သိရပါတယ်။ချက်ဖို့ပါတီဥက္ကရာခင်ကြီးကဇေယသီရိမြို့နယ်အငြိမ်းစားဗိုလ်ချုပ်ကြီးတင်အောင်ဆန်းကဥပဒရာသီရိမြို့နယ်မင်းကြီးမောင်မြင့်ကဇဘူသီရိမြို့နယ်မဲဆန္ဒနဲ့ အငိမ့်သာဘိုးချုပ်ကြီးမြဟိန်ကဒက္ခိဏသီရိမြို့နယ်ပုဗ္ဗသီရိမြို့နယ်မှာဘူးလက်လာဆိုရင်ဘိုးချုပ်ဟောင်းမောင်မောင်အုံးကတကုံးမြို့နယ်မဲဆန္ဒနယ်ဒီမှာအတိအကျရှင်ပြန်ကြမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခမောင်း